ီရက်အလုံးမရှိအားရနေတော့ခေါင်းနဲ့အတွေးပေါင်းတောင်းချောတော့နေဖြစ်နေရဗီဒီယိုတွေလည်းတင်မရဖြစ်တော့ online မှာပဲချိန်ကုန်နေတော့ပဲအတွေးပေါင်းတောင်းချောတော့နေကမှကျွန်တော်တို့ငွေကကြောင်းဆရာကိုမမေးလိုက်ရတဲ့မိကုန်းချစ်ကို AI ကို မေးကြည့်ရင်ရောဆိုပြီးတော့ဘလို့ပြန်ဖြစ်မလဲဆိုတာကိုလည်းသိချင်နေမိတယ်လက်ဒီလောကမှာချူရရဲ့အဖြေကိုလည်းကြားဖို့ပြီးသားပါဂျင်းနဲ့လောက်တဲ့အဖြေလည်း သိရှိပြီးသားပဲဒါပေမဲ့ကျွန်တော်ထပ်မေးကြည့်ပြီးရောဆိုပြီးတော့တုံးနေကြ DCAN ကိုပဲမေးကြည့်လိုက်တယ်ကျွန်တော်မေယုံကို ပြန်ပြည့်တဲ့ပြည်ကတခြားသူတွေတီးပြီးသားနဲ့လွဲကောင်းလွဲနိုင်ပေမဲ့လက်ခံနိုင်တော့မဲ့အဖြစ်ဖြစ်နေတာကိုပြန်လဲပြောပြလိုက်တယ်ပြီးတော့ကိုတီးထားတာနဲ့လည်းထပ်တူကြလားလက်ခံလို့ရတာဆိုတာလည်းပြောပြခဲ့လို့ရပါတယ် ကျွန်တော် DC AI ကိုငါသားတစ်ခေါက်ကျောင်းဆယ်ကောင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဖြည့်ပြီးပြောလိုက်တော့သူကမြန်မာစကားပုံမှာမသားတစ်ခေါက်ကျောင်းဆယ်ကောင်ရဲ့အတိတ်တွေကိုအစဉ်လေးတွေခွဲပြီးတော့ရှင်းပြတယ်မြန်မာရင်ကျွေးမှုတွေစကားပုံများသည်ဘဝအတွေ့အကြုံအတွေ့အကြုံများကိုတဘာဝကြပြီးလှပတော့အမြင်ဖြင့်ရိုးရှင်းစွာဖော်ပြလိမ့်ရှိပါတယ်တဲ့ မန္တရခေါကျောင်းဆယ်ကောက်ဆိုသည့်ဇကဘဝလူဘဝ၏ကြိုးပမ်းမှုနှင့်ရည်ချင်းတုတ်တဲ့ရည်ကိုနက်နက်ရှင်ရှင်သတိပေးသောဇကဘုံတစ်ခုဖြစ်ပါတယ်ဇကဘုံရဲ့တရရဲ့အတိပဲကတော့မန္တဆိုတာလူတီကောင်းကိုရည်ညွှန်းပြီးကျောင်းဆိုဒီမှာတော့ပညာသင်ယူရနေရကိုဆုလိုပါတယ်တရရဲ့အတိပဲအပြင်လူတီကောင်းတစ်ချိန်တစ်ချိန်ထက်ကျောင်းဆယ်ချိန်တစ်ချိန်ကပိုကြီးခက်ခဲသည်ဒါမှမဟုတ် ူဒီကောင်တရားသည့်အလုပ်တစ်ခုထဲချုံးသွားရသည့်အလုပ်စေကောကပူရေးကြည့်သည်လို့ဖွင့်ဆိုနိုင်ပါတယ်။နရှိုင်းတဲ့အနေအထားပဲအပြင်ဤစကပုံဒီပညာရှာမီရင်ဆဲမဲကျူပန်းရခြင်းဤတန်ဖိုးကိုထောက်ပြထားပါတယ်။လူဒီကောင်တဲ့ချင်းဒီကိုခနာအတွက်ပင်ပန်းတော်လဲတချိန်တစ်ခါသာလိုရသည့်အလုပ်ဖြစ်တယ်။ချုံးစေကောကတော့ပညာသင်ယူခြင်းမှာနေ့စဉ်မပြတ်စိတ်သက်ဆွေးမြေးစွာလှုပ်ဆောင်ရတဲ့အလုပ်ဖြစ်ပြီး ရည်ရည်တင်ဘဝကိုပြောင်းလဲနိုင်တော့အစွမ်းရှိပါတဲ့။ဆိုလိုရင်းကတော့တခါတရံကြုံတွေ့နေရသောစိန်ခေါ်မှုတဲ့နှိမ့်စဉ်ပညာလိုက်စားရခြင်းကပိုပြီးအရေးကြီးတယ်ဆိုပြီးတွင်တင်ချက်ပဲဖြစ်ပါတယ်။လက်တွေ့ဘဝနဲ့ဆက်နွယ်မှုတွေကတော့ယနေ့ခရင်ရည်စကပုံဒီပိုအရေးကြီးလာတယ်တဲ့။ပညာဒီဘဝတရားဖြစ်သည်။ကျောင်းတွင်စနစ်တကျသင်ယူခြင်းကိုယ်တိုင်လေ့လာခြင်းတို့သည်အနာဂတ်တွေရွှေ့ပြောင်းမရသောအခြေခံဖြစ်တယ်။ စိတ်ရှည်မှုနဲ့လုံလပညာသင်ယူခြင်းဒီချက်ချင်းအကျိုးမထွက်တော့လဲဂျာလာသည်နဲ့မြတ်ဆွမ်းဆောင်ရည်အသိပညာများစုပုံလာမည်သင်ခန်းစာအနေနဲ့ကတော့မသားတစ်ခေါက်ကဲ့သို့ခက်ခဲသောအလုပ်မျိုးကိုတစ်ခါပြုလုပ်ရုံဖြင့်ပြီးသွားနိုင်တော့လဲကျောင်းဆယ်ကောက်ဆိုသည့်ပညာရှာမိမှုကို အချိန်ပေးပြီးဇွဲမလျှော့ပဲလုံးဆောင်ရခြင်းကပူရီအဖို့တန်သည်အဲကြောင့်မို့ဒီစကားပေါ်မှာတဲ့ ကျိုးစားမှုရဲ့အစွမ်းနဲ့ပညာကြီးအရေးပါမှုကိုသတိရစေသည့်မြမဉာဏ်ပညာတစ်ခုပင်ဖြစ်ပါတယ်တဲ့အချို့အပြင်ဆိုတော့ဘဝတိုင်ပညာသည်ရွှေပြောင်းရင်မရသောစီးစိမ်ဖြစ်တယ်ကျောင်းဆရာဟူသောဆွမ်းမြေ့တင်မှုကိုမမီပဲနေ့စဉ်ဘဝကိုပညာဖြင့်တည်ဆောက်ပါဆိုပြီးတော့ AI ကနေပြီးတော့ကျွန်တော်ပြန်ဖြည့်ပြီးလိုက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ လူကြီးလူမတွေပြောပြတာနဲ့ဘယ်လိုကွာခြားမှုရှိလဲပြီးတော့ကွန်မတီဓာတ်တွေရှိရင်လည်း AI ကိုအလွယ်တကူမေးလို့ရတယ်ဆိုတာကိုသိစေချင်တော့ကျွန်တော်ဒီအရာလေးကိုတင်ပြလိုက်ခြင်းဖြစ်ပါတယ်